ကဲအဲ့တော့အစင်လိုက်သွားမယ်เนาะအစင်လိုက်သွားမယ်ဆိုတော့ဒီ point အကြောင်း point ဆိုတာဘာလဲဆိုတော့ introduction ပြောတဲ့အကြောင်းကိုစပြီးပြောပြပါမယ် point point ဆိုတာကြတော့ဒီ server 3D ရဲ့ point ကိုပြောမှာပေါ့เนาะအဲ AutoCAD မှာတော့ငါလည်းဒီ point အကြောင်းကြီးသုံးခဲ့တယ်ဒါပေမဲ့ဒီ AI နဲ့မတူတဲ့ object အစ်စ်ပေါ့เนาะဒီ server 3D မှာပဲလေ့လာမယ် object အကြောင်းကိုပြောမှာပါကဲဒီအခုဆိုတာ server 3D 2024ဆိုတဲ့ version ကိုဖွင့်တာပါဗောနော်ဖွင့်လာတဲ့အခါမှာဘာထူးခြားတာတွေ့ရလဲဆိုတော့ AutoCAD နဲ့အတူတူပဲသူရဲ့ display style နေအကုန်လုံးက AutoCAD နဲ့ဆင်နေဗောနော်အထဲမှာပါတဲ့ဒီဟာတွေဒါ AutoCAD တော့မမြင်ဘူးမမြင်ဘူးပဲပုံစံအတူတူပါပဲဟုတ်တယ်သူက AutoCAD Cyber 3D ဆိုတာ AutoCAD ကိုအခြေခံပြီးတော့ infrastructure 3D modeling အတွက်ကိုဖန်တီးထားတဲ့ software အစ်စ်အဲကြောင့်မလို့ AutoCAD နဲ့အတော်လေးဆင်နေတယ် ကဲဟုတ်ပြီအဲ့ဆိုရင်ဒီပထမဆုံးလေ့လာရမယ့် point ကြောင့်လေ့လာကြမယ်ပေါ့နော် introduction to point ဆိုပြီး point မှာဒီပုံလေးဝယ်ကြည့်လိုက်တာနဲ့ဒါအကုန်လုံးလို့ပါပါတယ်ဒီမှာဆိုလို့ရှိရင်ဒါကဘာ point လဲဆိုရင်ဒါကို survey point ဒါကိုအဲကိုကို point လို့ခေါ်တယ် survey point နဲ့ကိုကို point နဲ့နော်ဒါကို survey point ဒါကို cocoa point လို့ခေါ်ပါတယ်အဲ့ point 2မျိုးရှိတယ်ပေါ့နော် GCV 3D မှာအဲ့ point နေရဲ့တဲ့ဟိုနှစ်ခုကိုခြားလာပြီးတော့သူတို့ကဘယ်လိုမျိုးအဲတာဝန်တွေထမ်းဆောင်ထားလဲဆိုတဲ့အကြောင်းကိုကြည့်ကြရအောင် survey point and display on both prospector and survey depth အဲ prospector and survey depth ဆိုတာဘာပြောရလဲဆိုတော့ survey ဒီ CV 3D တွေမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒီ prospector depth နဲ့အာ sorry ဒီ two space ဆိုတဲ့ tab ဟိုဟာ window ထဲမှာဝင်ပြီးအလုပ်လုပ်ရအများတယ်အဲ့ two space တော့မရှိလို့ရှင်ဒီ home နဲ့က ဖုန်းနဲ့က two space ဆိုတဲ့ဒီနေရာလေးကိုအဲမီလေးဖွင့်ပေးလိုက်မယ်ဆိုလို့ရှိရင် two space ကပေါ်လာလိမ့်မယ်နော်ဒီ two space ထဲမှာ prospector tab တို့ survey tab တို့ရှိတယ်အဲအဲ့ထဲမှာပေါ့နော်ဟိုဟာဒီ survey point ကို survey point ကိုကြည့်လို့ရပါတယ်အာ display တဲ့ဖော်ပြခြင်းခံထားရပါတယ်ဆိုတော့ကြည့်ကြည့်အောင်ဒီ prospector tab ထဲမှာ point ဆိုတာလေးနှိပ်ကြည့်မယ်နော်နှိပ်ကြည့်ရရင်အောက်မှာဒါလေးနည်းနည်းချင်းလာဒီအောက်မှာဆိုလို့ရှိရင်ဒီ point လေး2 point အောင်နာလေးမှာဆိုလို့ရှိရင်ဒီမှာအပေါ်ကဟာလေးဆက်လက်လုပ်လိုက်တာနဲ့ဒီလို၄တောင်းအတုံးလေးရဲ့အဝိုင်းလေးရဲ့ဆိုရယ်9.8 9.9ဆိုရယ် point ပေါ့9.8 9.9ဆိုတာဒီဘက်စာပေး point နဲ့ကိုကို point နဲ့ပြောတာပေါ့နော်အဲ့နှစ်ခုလုံးအဲ့နှစ် point ရှိရတဲ့ဒီထဲမှာပြထားတယ်အဲ့ဒါကတပွိုင်းကစာပေး point နော်အကြမ်းလို့စာပေး point ကဒီ prospector tab ထဲမှာရောဒီစာပေး tab တော့ထဲမှာရောဖော်ပြခြင်းခံရလိမ့်မယ် ဆာဗီတက်တယ်မှာအခုလောလောဆယ်တော့တွေ့ရမှာမဟုတ်သူက database တွေပိုင်းတခြားထည့်တော့မှမြင်ရတာလို့ပြောတယ်။အဲအဲအကြောင်းလောဆယ်တော့မှတ်ထားလိုက်ပါတော့။ survey point ဆိုတာက prospector တက်တယ်မှာရော survey တက်တယ်မှာရော display လုပ်ခြင်းခံရမယ်။ဟုတ်ပြီအဲဆိုရင် coco point ရအောင် coco point ကကြတော့လေ are only display on prospector တက်တယ်။ဒီသူကဒီ prospector တက်တယ်မှာပဲ coco point ရပြလိမ့်မယ်။တခြားနေရာတွေမှာသူကဒီ စာပေတက်တယ်မှာမပြဘာလို့ဆိုစာပေ point မဟုတ်တဲ့တော့သူကဒီထဲမှာဝင်ပြောအဲသူ display လုပ်ပေးမှာမဟုတ်ဘူးအဲ့လိုမှတ်ထားလိုက်ပါတော့အဲသူတို့နှစ်ယောက် display နဲ့ပတ်သက်တဲ့အချက်လက်တွေကိုကြည့်လိုက်ရပြီ။ Okay နောက်တစ်ချက်ကြည့်ကြည့်အောင်စာပေ point စာပေ point have an icon next to the that look like စာပေ target စာပေ target နဲ့ဆင်တဲ့ point style သူ့မှာပေါ့နော် display style ရှိရတဲ့အဲ့ဒါပါလဲဆိုလို့ရှိရင်ဒါတော့ရှင်းရှင်းလေးပါဒီလိုမျိုး၄တောင်အဲ ီလိုအပေါင်းလေးထဲမှာအခုဆိုရင်အပေါင်းလေးထဲမှာဒီလိုလေးတောင်အပေါင်းလေးထည့်ထားအဲစာပေးပွိုင်းလို့သာမှတ်ထားလိုက်ဒါစာပေးပွိုင်းပေါ့နော်ခူခူပွိုင်းအကြတော့သူကအဝိုင်းလေးဒီလိုအဝိုင်းလေးအဲ့လိုအဝိုင်းလေးနော်အခုမြင်ရဒီအဝိုင်းလေးအဲကြောင့် Google point have icon next to that look alike a cycle overlay တဲ့ and cross hair cross hair ဆိုတာဒီအပေါင်းလေးကိုပြောအောင်အပေါင်းလေးပေါ်မှာဝိုင်းလေးရှိတာကြတော့ Google point ပါတဲ့ အဲ့တော့သူတို့ရဲ့ဟို display style တွေလည်းမတူဘူးပေါ့နော်။အဲနောက်ပြီးတော့ survey point cannot be moved or edit without accessing the survey database and using specialized command for editing point. survey point ရောသူကသူ့ကိုသွားပြီးတော့ edit လုပ်လို့မရဘူး။ edit လုပ်လို့မရဘူး။အဲပြီးတော့သူ့ move လုပ်တာတို့ edit လုပ်တာတို့မရဘူး။သူရွှေ့လို့လည်းမရဘူး။ edit လုပ်လို့လည်းမရဘူး။အဲပုံဒီအခုလိုရွှေ့ကြည့်မယ်ကွာ။ဒါဆိုပုံမှန်အဖြစ်ဒါရွှေ့ခြင်းဒီလိုရွှေ့ရမှာလား။ဒါမို့လို့ move သူ့ဘာလို့ comment နေရှိမယ်။ M O V E move ဆိုပြီးရှိရရွှေ့လို့မရအောင်เนาะအဲ့ဒါကြောင့်မလို့သူအားတဲ့သူ့ကိုရွှေ့တာလေအဲ့အတိလောက်တာလေလုံးလုံးမရပါဘူးတဲ့သူ့ကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်ဘာနဲ့လှုပ်မရလဲဆိုတော့ assassin နဲ့ survey database ဒါမှမဟုတ် un ပြီးတော့ဒါ using အသုံးပြုမယ် specialized command တွေ survey point တွေကို edit လုပ်လဲ specialized command တွေတို့ဒါမှမဟုတ်စပြီးတော့ survey database တို့ ဲ့လိုမျိုးအချက်လက်တွေကနေပြီး assess လုပ်ပြီးတော့အဲမလုံလုံဟို edit မလုပ်ဘူးဆိုလို့ရှိရင်သူ့ကတာမန်လုပ်လို့မရပြောရမလို့ဆိုစာပေ point ရနည်းနည်းကြီးကျယ်ပဲပေါ့နော်သူကသူ့ပုံမှန်လုပ်နေကြပုံစံနည်းနည်းရွှေ့လို့ edit လုပ်လို့မရဘူးအဲ့ဒါပြောချင်တာနောက်တစ်ခုကို point ရအောင်ကြည့်ကြည့်အောင်ကိုကို point ရကြတော့လေသူက can be move သူ့ရွှေ့လို့ရတယ်ပြီးတော့အဲဟို edit လုပ်တာလည်းလုပ်လို့ရတယ် နန်းစီဘယ် 3D drafting comment ဆိုတာပါလဲဆိုတော့ cyber 3D မှာအဲ comment အသစ်တွေအများကြီးပါလာတယ်သူတီးတန့်သုံးရမယ့် comment တွေပါလာတယ်အဲ့လိုမှမဟုတ်ဘဲねဒါကအဲ cyber 3D ဆိုတော့ autocad ကိုအခြေခံထားတဲ့ software ဖြစ်တဲ့အတွက် autocad software autocad comment တွေလည်းမူတကယ်ဟိုပုံမှန်သုံးပုံမှန်တိုင်းသုံးလို့ရရပေါ့နော်ဥမာဒါဆိုရင် move လုပ်ချင်တယ်ဆိုဒီတိုင်းလေးဆွဲပြီးတော့ move လုပ်သွားတာလို့ပါဘူးလုပ်လို့ရရဒါခိုးခိုးပွားရပေါ့နော်အဲကြောင့်မို့သူက nan saber 3d drafting comment saber 3d comment မဟုတ်ဘူးဆိုရင်တော့ သူ့ဟာ move လုပ်တာရယ်ဘာလဲလုံးလို့ရပါတယ်တဲ့သူက flexible ဖြစ်တယ်ပေါ့ကွာနောက်ထပ် survey point အကြောင်းထပ်ပြီးကြည့်ကြည့်မယ် survey point က can not be edited in the property window property window ဆိုတာဒီပုံမှာပဲဒီနေ့မှာရှိရပါတော့เนาะဒါလေးဒီ property ရဲ့မှာတဲ့ဒါကို select လုပ်ကြည့်လိုက်မယ် select လုပ်ကြည့်ပြီးတော့သူ့ကို edit လုပ်ဖို့လိုက်ကြည့်ကြည့်တော့ဒီမှာ geometry ဆိုရင်သူ့ကိုလုံးဝ edit လုပ်လို့မရဘူးသူ gray out ဖြစ်နေတယ်ဒီနေ့လေးမှာလေး ဒီမှာဆိုလို့ရှိရင် geometry နဲ့ပတ်သက်ပြီးတော့ edit လုပ်လို့ရတယ်ဒါဖြစ်မနေဘူးပေါ့နော်အဲ့ဒါစာပြီးဝင်ကိုသူ property window ထဲမှာ edit လုပ်လို့မရပါဘူးဆိုတော့ဟိုအဲဒီအချက်ကပြောထားတာပေါ့နော်နောက်တစ်ချက်အဲနောက်တစ်ချက်ပေါ့ဒီ google point ရဲ့အချက်ကိုကြည့်ကြည့်အောင် google point ကကြတော့ can be edit in the property window property window ထဲမှာသူ edit လုပ်လို့ရတယ်ကဲလုပ်ကြည့်အောင်ဒါလေးကိုဆက်လက်လုပ်ပြီးတော့ဒီမှာအခု elevation ပေါ့နော် point elevation ကဘယ်လောက်ဖြစ်နေလဲဆိုတော့16လေးဘယ်မှာ969 အဲ164.96အဲ sorry 164.96ကိုထားတာတော့100လို့ထားကြည့်ရအောင်ဒါဟုတ်လေတို့အတည်းလောက်လို့ရအဲဒီမှာသူသူရဲ့ဒီဖော်ပြချက်က100ဆိုပြီး elevation ကပြောင်းသွားတယ်နော် label မှာလာပြီးပြောင်းသွားတယ်။အဲဒါကပြောချင်တာတော့ဒါက edit လုပ်လို့ရတယ် property window ထဲမှာ။အဲ့လိုနဲ့ save point နဲ့ google point နဲ့အကြောင်းကိုရှင်ပြီးတော့မိတ်ဆက်သွားတယ်ပေါ့နော်။ကဲပြန်ပြောရမယ်ဆိုလို့ရှင်ရင် save point ရဲ့ စီဘယ်သူဒီမှာ point မျိုးစားနေနဲ့စာပေး point ရယ်ကိုကို point ရယ်ဆိုပြီးတော့ရှိရတယ်နော်စာပေး point စာပေး point ရကြတော့ prospector tab ဆိုရယ်ဒီဘေးနား prospector tab ထဲမှာရောစာပေး tab ထဲမှာရော boot နှစ်ခုလုံးမှာမြင်ရမယ်ကိုကို point ရကြတော့ only display on the prospector tab ဒီထဲမှာပဲရှိမယ် prospector ကိုကို point ရတော့ နောက်ပြီးတော့ survey point have an icon next to that look alike ပြောချင်တာတော့ तू อ่ะ၄တောင်းတောင်းလေးနဲ့ तू อ่ะ y လေးနဲ့ဒါကိုပြောချင်တာ तू อ่ะ cycle तू อ่ะ၄တောင်းတော့နော်ဒါ၄တောင်းတော့ပြီးပြီးနောက်ပြီးတော့ survey point ကရွှေ့လို့မရဘူး तू ကို तू specialized comment နေနဲ့ရွှေ့မှာပဲရမယ် तू ရွှေ့လို့မရဘူး तू อ่ะ သူအနေနဲ့ကြည့်ကြလို့ပါတယ်ကွာ။သူကကြတော့ရွှေလို့ရတယ် Silver 3D ရဲ့ drafting ကမှမဟုတ်တာတော့ပုံမှန်တိုင်းရွှေလို့ရတယ်။သူက flexible ဖြစ်တယ်ပေါ့နော်။သူက flexible ဖြစ်တယ်။အဲနောက်ပြီးတော့သူကကြတော့ survey point ကကြတော့ property window ထဲမှာသူ့ကို edit လုပ်လို့မရပါဘူး။ edit လုပ်လို့မရပါဘူး။ကိုကို point ကကြတော့ edit လုပ်လို့ရတယ်။ property window ထဲမှာ။ Okay နော်။အဲဆိုရင် ဒီစာပေပွိုင်းနဲ့ကိုကိုပွိုင်းနဲ့အကြောင်းကိုနည်းနည်းလေးအဲယဉ်ဒီဝါပြီလို့ထင်ပါတယ်။ပွိုင်းရဲ့နံပါတ်လေးပါတယ်သူရဲ့ coordinate တို့ကိုပြရတဲ့ຢာလေး elevation နေ name နေဒီလိုမျိုး description အစော wonderful description raw description တွေရှိရဲ့လောင်းကြီးကျူလို့ပါတော့ဒီအချက်လက်တွေကိုဝင်ပြီး edit လုပ်လိုက်ရတဲ့နေရာကို point editor panorama လို့ခေါ်တယ်เนาะအဲ့အလေးကိုအခုဒါတော့ဖွင့်ကြည့်ပြီးသားမလို့တည်နေဆိုလို့ရှိရင် ဖွင့်ကြည့်ခြင်းဘယ်ကဖွင့်ကြည့်ရမလဲဆိုတော့ two space တဲ့က prospector tab တဲ့က point ရဲ့ဒီမှာ right click နှိပ်ပြီးတော့ edit point ဆိုပြီးတော့သွားလို့ရှိရင်အဲ့ window လေးကျလာမှာပေါ့နော်ဒီမှာလဲဆိုရင် two space တဲ့က prospector tab တဲ့က point မှာ right click နှိပ်လိုက်မယ် right click လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီကျလာတဲ့ထဲက active point လို့နှိပ်လိုက်ပါ ခင်နိုင်ရင်ဒီ point editor panorama ဆိုတဲ့ window လေးကြာလာမယ်အဲ့ဒီမှာလည်း point ရဲ့ပတ်သက်တဲ့အချက်လက်လေးတွေဝင်ပြီးတော့တစုတစည်းရဲ့ကြည့်လို့ရပါတယ်။ကဲဟုတ်ပြီ။အဲ့ဆိုလို့ရှိရင်ဒီအားတွေကိုဘယ်အနေကြည့်ပြီးတော့ပြန်ပြီးလေ့လာလို့ရလဲဆိုလို့ရှိရင်ဒီ PDF တွေကလည်းအကုန်လုံးဟိုပြန်ရစာလေ့လာဖို့အတွက်ကိုအကုန်လုံးပေးမှာပေါ့နော်။ဒါအခုအကောင်စင်ရ introduction to point ဆိုတဲ့အကြောင်းပြောပါတော့။အဲ့ဒါဆိုရင်ဒီအချက်ဒီထက် PDF တွေအကြောင်းအရာတွေပြောသွားဖြစ်ပါတယ်။ဆောင်းမျက်နှာခုနှစ်မျက်နှာရှိရမလို့ဒီ challenge တွေကိုပဲပြောသွားတာပါ။ကဲဟုတ်ပြီအဲဆိုရင်ဒီ course ကကြတော့ခေါင်းစဉ်တစ်ခုကောင်းစဉ်ကွယ်လေးတစ်ခုပြီးတိုင်းပြီးတိုင်းကိုမေးခွန်းမေးတယ်အဲ့မေးခွန်းကိုဖြေပြီးတော့ကိုယ့်ရဲ့အဲတက်မြောက်မှုအဲဘလောက်ရှိလဲကိုဘလောက်နားလဲသွားလဲဆိုတာကိုပြန်ပြီးစစ်ဆေးလို့ရပါတယ်အဲ့ဒါလေးအဲ့ဒါလေးဖွင့်ကြည့်လိုက်မယ်နော်ဒီမှာဒီ page တစ်ခါနေမိငုံလေးမိမယ်နော်ဒီဗီဒီယို quiz ဆိုပြီးတော့အခုရှင်းပြသွားတဲ့ဗီဒီယိုတွေကနေပြီးတော့အဲကိုကဘယ်လောက်သိသွားလဲဆိုတော့ပြန်မိမယ်နော် which of the following statement is true about survey points တဲ့အဲဟုတ်ပြီ survey point အနေနဲ့ပတ်သက်ပြီးတော့မှန်တဲ့အရာတစ်ခုကိုရွေးခိုင်းတဲ့ဆက်လက်ဝန်းဆိုရွေးခိုင်းတယ်နော်အဲဆိုရင်ဖတ်ကြည့်ရအောင်ဘယ်ဟာမှန်လဲဆိုတော့သိရအောင်ဖတ်ကြည့်မယ်နော် they have an icon next to them look like a cycle တဲ့ဟုတ်လား။စာပေပွင့်ရတဲ့ cycle အဲ sorry စာပေးပွင့်ရတယ်ဒီလိုအလုံးလေးစိုက်ကလေး overlay on cross လေးဆိုတာမှန်လားနောက်ပြီးတော့လက်ဆက်ပြီးဖတ်ကြည့်မယ်နော် they cannot be moved using basis null saver 3d drafting command saver 3d drafting command ကိုတဲ့တုံးပြပြီးတော့တဲ့ရွှေ့လို့မရပါဘူးတဲ့ saver 3d command မဟုတ်တဲ့ဟာပေါ့နော် saver 3d command မဟုတ်တဲ့ဟာဆိုတော့ autocad command ပေါ့နော် autocad command တွေကိုတုံးပြီးတော့ရွှေ့လို့မရပါဘူးလို့ပြောထားရယ်နော် မရဘူးလို့ပြောထားတယ်။အဲ့ဒါကိုမှန်လားဆိုစဉ်းစားကြည့်မယ်နော်။နောက်တစ်ချက်ဖတ်ကြည့်အောင်။ They can be edited သူ edit လုပ်လို့ရရဲ့တဲ့ in the panorama panorama window point editor ထဲမှာသွားပြီးတော့သူ edit လုပ်ရပါတယ်ခုနကဖွင့်ပြလိုက်တယ်နောက်ဆုံးဖွင့်ပြလိုက်တယ် edit ဘောနော item edit လုပ်လို့ရရဲ့လို့ပြောတယ် they can be edited in the property palette property ထဲမှာသူ edit လုပ်လို့ရပါတယ် အဲ့တော့ဒီထဲမှာဘယ်ကမှန်လဲဆိုတာတို့ဒီစဉ်းစားကြည့်မယ်နော်အပေါ်ဆုံးလည်းပြန်ဖတ်ကြည့်မယ် they have an icon that next to that look like cycle စာပေး point ဆိုလို့ရှင်ကလုံးဝ cycle မဟုတ်လေးတောင်ပဲလေလေးတောင်တုံးလေးဥမာဒီလို cross hair လေးပါတယ်လေးတောင်တုံးလေးဆိုတာဒါကတေချာတယ်မှားနေပြီဖြစ်နိုင်တော့ဒါဖတ်ကြည့်အောင်ပြန်ပြီးတော့ကျွန်တော် they cannot be moved တယ်သူတို့ရွှေ့လို့မရဘူးတဲ့အော်တို့က comment နဲ့ဆိုရင်ရွှေ့လို့မရဘူးလို့ပြောထားတဲ့အတွက်ကြောင့်မလို့မှန်လားမှားလားဆို မှန်နေနော်သူ့ကိုလုံးဝ special like comment တုံးမှာပဲသူ့ကိုရွှေ့လို့ရမှာဒီအိုင်းဆိုရင်သူ့ရွှေ့လို့မရဘူးလို့ပြောတဲ့အတွက်ကြောင့်မလို့ဒါမှန်ပါတယ်ဒါကမှန်နေနော်အနောက်တစ်ချက်ဖတ်ကြည့်မယ်။ဘာကြောင့်မလဲဆိုတော့လေကိုကတိထားတော့မှအဲတခြားအခန်းတွေပါကြည့်ပြီးွားတဲ့အခါမှာဒါကိုပြန်လေ့လာလို့ရှင်မမေ့မှာဟိုကမှတ်မိနေမှာနော်။ ဒီကံပီအက်ဒစ်တဲ့သူအက်ဒစ်လုပ်လို့ရရတယ်ပန်နိုရာမာဝင်းဒိုးထဲမှာနောက်ဆုံးဖွင့်ပြသွားတယ်ပန်နိုရာမာဝင်းဒိုးထဲမှာအက်ဒစ်လုပ်လို့ရတယ်လို့ပြောတယ်နော်ဒါကတကယ်ကြောင့်မှားပါတယ်ဘာကြောင့်လဲဆိုရင်သူ့ကို specialize command နဲ့မတုံးသူ့ရွေ့အဲ့စာပေ database ထဲမှာမတုံးသူ့ရွေ့သူကလုံးဝအက်ဒစ်လုပ်လို့မရပါဘူးအဲအကြောင်းကံပီအက်ဒစ် န်နိုရာမာလို့ပြောရတဲ့အတွက်ကြောင့်မလို့ဒါမှားပါတယ်အဲပြီးခွင့်လည်းဒါလက်တွေ့လုပ်ပြရမယ်နော်ပြီးတော့ they can be added in the property palette ဒါတော့ခုနဗီဒီယိုမှာမတရားချင်းပြောက်သွားတယ် property added data လေးမှာလေ geometry ထဲမှာ elevation တွေပါရိုက်ဖို့တော့ကိုသူက gray out ဖြစ်နေတဲ့အတွက်စာရိုက်လို့မရဘူး added လုပ်လို့မရတဲ့အတွက်ကြောင့်မို့ဒါတော့လုံးဝမှားပါတယ်အဲတော့အဖြေကဒီဟာဒီဒုတိယမြောက်ယူကြည့်မယ်နော် submit ဒီမှာ nice work ဆိုပြီးတော့မှန်သွားပြီเนาะဟုတ်ပြီအဲ့ဆိုရင်ဒီအချက်ကိုသွားပြီးတော့ပြန်လုပ်ကြည့်အောင်ကံပြီးအက်ဒစ်ပန်နိုရမဝင်လို့ရမှာအက်ဒစ်လုပ်လို့ရမယ့်အသွားကြည့်မယ်ဒီလေးဝင်မယ် edit point ဒီပန်နိုရမဝင်လို့တဲ့ဝင်ပြီးတော့ဒီမှာဝင်ပြီးတော့ဒါကိုစာရိုက်ကြည့်ရအောင်ဟောဒါမဟုတ်ဘူးဟိုအိပါလေးကိုကိုပွိုင်းဒီအပေါ်ကစာပေးပွိုင်းအက်ဒစ်လုပ်မယ်စာပေးပွိုင်းကဘဏ္ဍာကနေ့နေ့လုံးက ူကနှိပ်လို့မရဘူးဒီအောက်ကဟာဆိုရင်ကလစ်နှစ်ချမ်းနေလိုက်ရင်ဒါရီကအက်ဒစ်လုပ်လို့ရတဲ့အနေထားပေါ်လာရပေါ့နော်ဒီမှာဆိုလည်းဒါရီတရာတို့ပါဆိုရင်အက်ဒစ်လုပ်လို့ရတဲ့အနေထားပေါ်လာတယ်ဒီဘောဟာလုံးဝနှိပ်ရင်အက်ဒစ်လုပ်လို့မရပါဘူးဒါကြောင့်စာပေ point ကပန်နိုရာမာဝင်းဒိုးထဲမှာအက်ဒစ်လုပ်လို့မရပါဘူးနော်အဲ့ဒါလေးမှတ်ထားပြပါကဲဟုတ်ပြီအဲ့ဒါရင်ဒီအကောင်းဆုံးကလေးတစ်ခု introduction to စာပေ point and google point ဆွဲကောင်းစင်လေးပြီးတော့ပါပြီ။